ောင်းမဲမင်္ဂလာပါခင်ဗျတွတ်ထမြန်မာ YouTube Channel လေးရနေပြီတော့ပြန်လဲကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ဒီအော်တိုဘာလ23ရက်နေ့ရဲ့ဒါသတင်းထူးသတင်းကောင်းလေးတွေကိုကျွန်တော်တင်ပေးကြမှာဖြစ်ပါတယ်အဲ့တော့မတင်တာလဲကြာပြီဖြစ်ပါတယ်သတင်းကတော့အထွေထူးတော့ဟိုအများကြီးတော့မရှိဘောနော်အဓိကအဖြစ်ကျွန်တော်တို့ဒီနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံသတင်းပေါ့နော်နိုင်ငံသတင်းအဲနိုင်ငံမှာကျွန်တော်တို့ဒီ AI တဖြည်းဖြည်းနဲ့ပေါ့နော်ဒါဆုတ်ခွာသွားတယ်ဆိုတော့တည်င် နောက်တစ်ခါကျွန်တော်တို့ဒီတီဘောဝင်းကျင်တရင်ပေါ့နော်ဒီတရင်လေးတွေဥစားပေးပြီးတော့ဒါတင်ပြီးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးပေါ့နော်ဒါတရင်ကတော့ကျွန်တော်တို့ပါရှိနေဆိုကျွန်တော်တို့အဲ့ဒီပြီးခဲ့တော့နော်22ရက်နေ့နေကန်တောင်မှာရှိရပေါ့နော်ဒါလက်ရှိအရှိနေပေါ့နော်လက်ရှိရှင်နေအဲ့တော့အော်တိုဘာလ22ရက်နေ့ဒါလက်ဟိုဒီ အဲ့အချိန်ကာလတော့ပေါ့နော် night gun down စခန်းရတာမီတာ9000အပြင်ဘက်မှာခြေတာပစီရွာနောက်ဂူကြီးရွာတွေမှာတဲ့အေးချမ်းဖက်အဖွဲရှေ့ပြူပြီးတော့ဒါစခန်းကိုတဲ့ drone တွေနဲ့ရမန်ကလာတိုက်နေရှိပါတယ်တဲ့အဲ့တော့20ရက်နေရလိုက်တာရန်သူ drone အကြီး3စီးကိုပေါ့နော် drone 3စီးကိုဒါဒီကျွန်တော်တက်မရောကနေပြီးတော့ပစ်ချနိုင်ခဲ့တာပေါ့နော်နိုင်ငံဒါကြောင့်လည်းဒီတက်မရောကဒါစစ်ကြောင်း3ကြောင်းနဲ့ပေါ့နော်ဒါပစီရွာကုတ်ကြီးရွာတွေမှာအခြေပြုထားတယ်ဒါအေးအကျန်းဖက် နေရာတွေကိုဝင်ရောက်ချင်းနေရမှာတဲ့အေးအေး40ဦးခန့်ဖြစ်တာရုပ်ရှင်တိုက်ပွဲ၃ရက်ခန့်ဖြစ်ပွားခဲ့ပြီးရောတဲ့ရန်သူမှာထွက်ပြေးသွားတာတဲ့ဒါကြောင့်ဒီအခြေပြုနေရာများကိုထိန်းချုပ်ထားနိုင်လိုက်ပြီဖြစ်ပါတယ်တဲ့မိမိဘက်ကနေပြီးတော့ထိခိုက်မှုရှိပါဘူးတဲ့အဲ့တော့နိုင်ငံတော်စခန်းကိုလည်းတဲ့ရန်သူက drone ဖြင့်လာရောက်တိုက်ခိုက်မှုဒါမရှိသလောက်ဒါဖြစ်သွားပါပြီတဲ့ဒီဆက်လက်ပြီးတော့ပေါ့နော်ဒါနမီချင်းလင်းစဲအခြေအနေပဲရှိပါတယ်ဟုတ်တယ်တော့ဒါကတော့ဒါတည်င်းရဲ့ဒါအနေထားပါပေါ့နော်စနေနေ့ကဖြစ်သွားတည်င်းအနေထား ဟုတ်ပြီကျွန်တော်တို့ဒါဗဇီရနဲ့ကုတ်ကြည့်ရပါတော့အဲ့တော့ကျွန်တော်မြေပုံမှာလည်းဒါပြီးခဲ့အဲရက်တရတဲ့ပေါ့နော်တောက်လျှောက်ကျွန်တော်တို့ဒါပြောခဲ့ပါတယ်ဒီမှာအဲ့တော့ဒီကဒါပစီရွာဖြစ်ပါနော်ပစီရွာ အဲပစီရဖြစ်ပါတယ်နော်ပစီရနဲ့ကျွန်တော်တို့ဒါကုတ်ကြည့်ပေါ့နော်အဲ့တော့ဒီရွာလေးကိုကျွန်တော်တို့ဒီတက်ကနေပြီးတော့ပေါ့နော်ဒါနာမည်ချင်းလေးဒါဆောင်ရွက်ပါတယ်နော်ပစီရရဲ့နောက်ဒီမှာကျွန်တော်တို့ပြောတဲ့ဒီကုတ်ကြည့်ရပါပေါ့နော်ဒါဒါကတော့ကျွန်တော်တို့ဒါနိုင်ရဲ့ စကန်ပေါ့နော်နိုင်ငံစကန်ဖြစ်တယ်အဲ့တော့ဒီဘက်ချမ်းနေလို့ဒါနမည်ဆက်ချင်းတယ်ပေါ့နော်ဒီကောင်ကြီးဒါနေထိုင်နေတယ်လုတ်ကင်လှုပ်ရှားနေတယ်ခဏခဏအာလာပြီးတော့အဲပြောမယ်ဆိုရင် drone တက်တာတွေပါကြီးရှိနေတဲ့အတွက်ဒီပစီရောင်နဲ့ကျွန်တော်တို့ဒီကုကြီးရောကိုဒါတက်မလို့ကနေပြီးတော့စစ်ချောင်း၃ချောင်းနဲ့တွားပြီးတော့ချင်းချင်းနေပေါ့နော်ချင်းတော့ဒီကောင်ကြီးအမှမနေတော့ဘူးဒီကောင်ကြီးအဲ့အနေပြီးတော့ထပ်ပြီးထွက်ပြေးသွားတာပေါ့နော်ထွက်ပြေးသွားပြီးတော့တက်ကနေပြီးတော့ဒီဘက်ဝင်းချင်းတွေကိုတောက်လျှောက်အခုနေပြီးရှင်းပြီးတော့ဒါနေပြီးဆက်လက်ရှင်းလင်းပြီးတော့လုံနေရပေါ့နော်ဒါအဲ့ရဲ့ အနေထားလေးပေါ့နော်အဲ့တော့နောက်တည်ရင်တစ်ခုထပ်တက်တာကျွန်တော်တို့ဒီနေ့ရက်နဲ့ပတ်သက်တဲ့တည်ရင်ပဲနော်အဲ့နိုင်ငံနဲ့ပတ်သက်တဲ့သတင်းပါပဲအဲ့တော့ဒီသတင်းကတက်နေပါတယ်သတိထားနိုင်မှာပါအမြေပြင်မှာအကျန့်ဖက်အေးတွေခွေပြေးဝက်ပြေးပြေးနေရတာအမှန်ပါပဲတဲ့နော်အဲ့ဒီကောင်တွေဘက်ကတော့လာသူတို့ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီနိုင်ငံကို ဟိုဘယ်လိုတွေတိုက်နေတယ်အနေကံကိုရလူနီးနေပြီးစသည်ဖြင့်ပေါ့နော်အာဟိုလမ်းဖြူထောင်ဝင်ဝင်လာပြီးစသည်ဖြင့်အဲမိုးကောက်ကလျှောက်ပြီးတော့ပြောတာပေါ့နော်အဲ့တော့ဒီမှာဘယ်လိုရေးထားလဲနိုင်ငံတော် viewer စကန်းကောင်ကတိုက်ခိုက်နေတဲ့ဒီ A အဖွဲ့ဝင်များစုတ်ခွာထွက်ပြေးနေတယ်တဲ့ဒါပွင့်ဖြူမျိုးနဲ့အတွင်းတို့ဒါ PDF ဖွဲ့နှစ်ပူပေါင်းကဝင်ရောက်လာတယ်တဲ့နော်အဲ့တော့နိုင်ငံတော် viewer စကန်းကောင်ကနေပြီးတော့တိုက်ခိုက် စကန်ကောင်ကတိုက်ခိုက်နေပေါ့နော်ဒါအေးအဖွဲတွေကလည်းဒီဆုတ်ခွထွက်ပြင်းနေကုနာတို့တိုက်စစ်တွေဖွင့်ပြီးတော့တောက်လျှောက်လုပ်တဲ့အတွက်လောင်းလင်းနေတွေအများကြီးရတယ်အဲ့ဒီတိုက်စစ်အဟုန်ကြောင့်ပေါ့နော်ဒီကောင်တွေထွက်ပြေးပြီးတော့ဒါဘာဖြစ်လဲပွင့်ဖြူမျိုးပွင့်ဖြူမျိုးနယ်မှာရှိတဲ့ဒါ PDF ဖွင့်နေပူပေါင်းပြီးတော့ဒါဝင်ရောက်လာတယ်ပေါ့နော်ပွင့်ဖြူမျိုးနယ်အတွင်းကိုဝင်ရောက်လာတယ်ပေါ့နော်အဲ့တော့မကွေးတိုင်းနေသားကြီးတဲ့ငဖဲမျိုးနယ်ဒီ MLN မှာရှိတဲ့ဒီနိုင်ငံ တောင်ပြူကစကန်းကုန်းကတဲ့ဒီတိုက်ခိုက်နေတဲ့အေဖွဲ့ဝင်များစုခါထွက်ပြေးနေတယ်တဲ့ပွင့်ချင်းနဲ့အတွင်းတို့ပြည်ရဲ့အဖွဲ့နဲ့ပူးပေါင်းကောင်ဝင်ရောက်လာကြောင်းဒေသခံများနဲ့များသိရှိရပါသည်တဲ့ပြီးခဲ့တဲ့အော်တိုဘာလ18ရက်ကတဲ့အေပီရဲ့ပူးပေါင်းအဖွဲ့များဒီတဲ့ပွင့်ချင်းမျိုးနဲ့ဒါလယ်မကျွေးရနဲ့ရောင်မြဝမ်းကျွေးရများတို့ပြန်လည်ဝင်ရောက်လာကြောင်းသိရသည်တဲ့ထို့နောက်တဲ့အော်တိုဘာ19ရက်နေ့၌ အေဘီရဲ့ပူပေါင်းအဖွဲ့အင်အား80ဦးခန့်တည်တဲ့နော်နော်မလောက်ကုန်းကျေးရွာတို့ထပ်မံဝင်ရောက်လာပြီတဲ့ည7:30နာရီမိနစ်အချိန်ခန့်တွင်ဒါပေတော့ကြောင်းကုန်းကျေးရွာတို့ရောက်ချီလာပြီးရွာ၏မြောက်ဖက်၌ဒရုန်းများဆန်းဆန်းမောင်းနေနိုင်စီစဉ်ခံကြောင်းသိရှိရပါသည်တဲ့တောင်တော်ဒီတဲ့နိုင်ငံတော်ဗျူဟာစကန်ကုန်းအားတဲ့တိုက်ခိုက်နေသည့်အေဘီရဲ့ပူပေါင်းအဖွဲ့များကိုတံပြန်ထိုးစစ်ဆင်နေပြီးတော့တဲ့စခန်းဤတံမီတာ7000ဝန်းကျင်အပြစ်သက်ထိန်းချုပ်ထားနိုင်ပြီတဲ့ A အဖွဲ့စခန်းများကိုလည်းတင်ပိုက်ထားနိုင်တာတဲ့ခုတ်ကြီးွာချိဒါ A အဖွဲ့ drone လှော့တင်ရစခန်းများကိုအဲစခန်းများကိုပါတဲ့ဒါတင်ပိုက်ထားနိုင်တဲ့အတွက်ပေါ့နော်ဒါ A ဗီဒီယိုပုံအဖွဲ့များဒီရဲ့နည်းမြင်ချင်းဒါထိဆက်ရဗီဒီယိုထိန်းချုပ်နည်းမြင်များတို့တဲ့ဒါဆုတ်ခွာထွက်ပြေးလာခြင်းဖြစ်ကြောင်းသိရှိရပါသည်ရဲ့ ယခုလက်ရှိတွင်တဲ့ AAP ရဲ့ပူပေါင်းအဖွဲ့တည်တဲ့ဒါမက်ဇလီကျွေးရနဲ့ဒါကျောင်းကုန်းကြီးကျေးရွာကြားမှာရှိတဲ့ဒီကျေးရွာများတွင်တဲ့ခေါင်းလေးရဲ့ရှိအောင်သိရှိရပါသည်တဲ့ထို့ပြင်တဲ့ဒါ AAP ရဲ့ပေါ့နော်ပူပေါင်းအဖွဲ့တည်တဲ့ပွင့်ပြူမြို့နယ်နှင့်ဒါဇရုတ်တရာမြို့နယ်အဆက်ကြီးကျေးရွာများတွင်အထိုင်ချနေထိုင်လေးရဲ့ရှိအောင်သိရှိရပါသည်တဲ့နော်ဒါကကျွန်တော်ခုနကပေါ့နော်ဒါတင်ပြခဲ့သလိုပဲမင်းလေးနဲ့ပြန်ထုတ်ပြမယ်နော် အဲ့တော့ဒီကနေပြီးတော့ဗောနော်ဒီ AA ကဒီကုတ်ကြီးတို့ပစီတို့ဒါတက်ကနေပြီးတော့ဆုံးမှုပြီးတော့ပြန်လဲတိုက်ခိုက်မီတာ6000ဆိုတာတော်တော်ဝေးပါတယ်နော်မီတာ6000အဲ့တော့မီတာ6000ဝင်းကျင်ကိုဘယ်လိုစကေးချလို့သိနေမလဲကျွန်တော်တို့ဒီမှာအဲဒါတက်လို့စကန်ပါနော်အဲ့ရနေပြီးတော့တက်ကနေပြီးတော့မီတာ6000တော့ဝိုင်းကြည့်လိုက်ပါနော်တံပိတာ6000ကျွန်တော်ဘလောက်တက်လိုက် အဲဒီလောက်ဝင်းကျင်ပေါ့နော်ဒါဆက်စစ်တောင်အဲချက်ထောင်ကျော်ပေါ့နော်ဒီဝင်းကျင်ထိဒါပစီအပါလိုင်းတက်ပြင်းအကုန်လုံးဒီဘဝင်းကျင်လောက်ထိပေါ့နော်ဒါဒီမှာနော်ဒါမီတာချက်ထောင်ဒါဝင်းကျင်ပေါ့နော်ဒါဒီအဝင်းအဝိုင်းထိကိုဒါတက်မလို့ကနေစခန်းရဲ့ဒါစိုးစိုးမူထားတဲ့အနေရပေါ့နော်ဒီကောင်လေးကိုလိုက်ပြီးတော့မောင်းထုတ်ထားတာပေါ့နော်ဒီအဝင်းအဝိုင်းကိုပေါ့နော်အဲ့တော့ဒီလောက်လောက်ထိကိုဒါစူးမိုးပြီးတော့ဒါလှုပ်ထားတဲ့အချိန်မှာပေါ့နော် အဲဒီကောင်းကြီးကထွက်ပြေးတယ်ထွက်ပြေးတော့ဒီမှာကျွန်တော်တို့ဒါငဖဲငဖဲပေါ့နော်ငဖဲရဲ့ဒီဘက်မှာကျွန်တော်ဗာရှိမယ်ဆိုဒီမှာကျွန်တော်တို့ပွင့်ဖြူပေါ့နော်ဒါပွင့်ဖြူမြုံနေအဲဒီဘက်မှာဒါဇေရုဒရာဇေရုဒရာအဲ့တော့ဒီအဆက်ကရွာတွေမှာဆိုရင်ကျွန်တော်ဒီနားဝင်းကျင်ကဒါရွာကြီးဖြစ်ပါတယ်ကျွန်တော်တို့ចောင်းကုန်းလဲကျွန်တော်တို့ခုနပြောတယ်ပေါ့နော်တတိယမှာအဲ့ဒါရင်းရွာနေရာဒီဝင်းကျင်ရွာဇက်တွေမှာဒီကောင်းကြီးအဲ့ဒီနမ်မြခံ PDF ဖွဲ့နေပူပေါင်းပြီးတော့ပေါ့နော်ဒီကောင်းကြီးနေနေတယ်ပြီးရင် ဒရုန်းစံတပ်မောင်းနေနေရာရှိရဲဆိုပြီးတော့ဒါသိရှိရတာပေါ့နော်ဒီလိုအနေထားဖြစ်ပါတယ်အဲ့တော့ဒီနက်ရေကမှလာတိုက်နေတဲ့အကောင်တွေကတော့ဒါပြောမှဆိုရင် ခွေးပြေးဝပြေးထွက်ပြေးသွားပြီပေါ့နော်ခွေးပြေးခွေးပြေးဝထွက်ပြေးသွားပြီအဲ့တော့တက်ကလည်းဒီလိုက်နိုင်သမျှလိုက်ပြီးတော့တောက်ချောင်းနေမြင်းနေနေနေရဖြစ်ပါတယ်အဲ့တော့ဒီကြားထဲမှာလည်းကျွန်တော်တို့ဒီအဲလောင်းလန်းတဲ့နေတောက်ချောင်းရတယ်နောက် A ရဲ့စခန်းဘုံလေးပေါ့နော် A ရဲ့စခန်းဘုံလေးဒီကုတ်ကြီးရွာဇက်တွေနောက်ပစီဒီဂျိုင်းဂျိုင်းနေမှာပေါ့နော် အာအဓိကစကန်ပုံးလေးတော်တော်များများရှားခဲ့တာပေါ့နော်ရရှိခဲ့တယ်အဲပုံရင်းကတော့ကျွန်တော်တို့ Telegram မှာကျွန်တော်တင်ပေးတာဖြစ်ပါတယ် Telegram မှာတွားကြည့်လို့ရတယ်နော်အဲဒီမှာကျတော့ကျွန်တော်တို့ဘလို့မှတင်လို့အဆင်မပြေလို့ပါနော်ဒါကိုကြည့်ပါစီဒီအထိဒီတောင်စီဆက်လိုက်ကြီးကိုတက်မလို့နေပြီတော့ဒါစစ်ကြောင်းကြီး၃ကြောင်းနဲ့ရှင်းလင်းနေတာဖြစ်ပါတယ်အဲစစ်ကြောင်းကြီး၃ကြောင်းနဲ့ရှင်းလင်းနေတယ်တော့တစ်ဖက်မှာနေအကန်ကိုလည်းကျွန်တော်တို့ကာထားပါသေးတယ်နော် ကာထားတယ်ဒီအထက်မှာလည်းနိုင်ငံမှာလည်းအင်အားကြီးအများကြီးရှိပါတယ်နော်တပက်ကစစ်ကြောင်းကြီး၃ကြောင်းဆိုတာပူအဲပြောမယ်ဆိုရင်လည်းပူပေါင်းပြီးတော့ပြင်းနေတဲ့စစ်ကြောင်းပေါ့နော်အဲ့တော့ဒါကတစ်ဖက်ကိုဒီဖက်ကိုပိုက်စိတ်တိုက်ပြီးရှင်းနေတဲ့အနေထားပေါ့နော်။ဒါငဖဲမဟုတ်တော့ဘူးဒီကောင်ကြီးထွက်ပြေးတော့ဒီတောင်ရှိလမ်းကြောင်းလေးကနေတောင်ချောင်းထွက်ပြေးပြီးတော့မှကျွန်တော်ဇေဒုတ်တရာနဲ့ကျွန်တော်တို့အဲ့ခုနရွာတွေပေါ့နော်။အဲ့ရွာတွေပို့ကျွန်တော်ရောက်တယ် ဒီရွာဇက်လေးပါမလို့ဒီကောင်လေးခိုးအောင်ပြီးတော့ဒါနေနေတယ် drone တွေမောင်းနေပြီနောက်အဲ့အဲ့နော်ဟိုရွာဝင်းကျင်နေမှာလေဒီပြည့်အချမ်းဘက်တွေတောက်ချောက်ရှိတဲ့တက်ပေါ့နော်အဲဒီကောင်လေးကအဲ့မှာပူပေါင်းသွားတာပေါ့နော်ပူပေါင်းပြီးတော့အဲဒီလိုပေါ့နော်ပြန်ပြီးတော့ပြန်တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လုံနေတဲ့အနေထမ်းဖြစ်ပါတယ်အဲဒီတရင်ကဒါတော့ဒါရခိုင်နဲ့ပတ်သက်တဲ့တရင်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီရန်သူ ဒါ A ရဲ့ပေါ့နော်ဒါအလောင်းနဲ့နဲ့တည်းရရှိတယ်ဒီမြောင်စန်းဒေတာပေါ့နော်ဒါကတော့ပြီးခဲ့တဲ့21ရက်နေ့ကဖြစ်ခဲ့တာပါအဲတော့အော်တိုဘာ21ရက်နေ့ကဒီမြောင်စန်းဒေတာပေါ့နော်ဆက်ဆက်ရွရွအနီးဒါခိုးကြောင်ခိုးဝဲနဲ့ဒါချင်းကက်လာတယ်ပေါ့နော်ခိုးကြောင်ခိုးဝဲနော်ရွ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 မဟုတ်ဘူးနော်ခိုးကြောင်ခိုးဝဲနဲ့ဒါချင်းကက်လာတယ်ပေါ့နော်ကိုကြောင့်ကိုနဲ့ရှင်းခဲ့လာတယ်တဲ့ကြည်အကျံဘက်အေ30ဦးခန့်အားတဲ့နေပြည်တော်စစ်ကြောင်းကနေပြီးတော့တွေ့ရှိချင်းနေရမှာတဲ့ရန်သူဟာဒီခွေးပြွက်ဝက်ပြေးတွေထွက်ပြေးသွားခဲ့ပါဘူး ထွက်ပြေးသွားခဲ့တာပေါ့နော်။အဲ့တော့ဖြစ်စင်မှာပေါ့နော်။ဒါမီးဘက်ကနေပြီးတော့စစ်တီတူကြဆုံခဲ့တာပေါ့နော်။အဲ့တော့ရန်သူတန်ကနေပြီးတော့ဒီကြက်ဘက် A တွေထမ်းတော့ကျွန်တော်ကျွန်တော် A 5လောင်းပေါ့နော်။နောက်လက်နဲ့မျိုးစုံ၄လက်ပေါ့နော်။နောက် G 1000။နောက် G 16ခုတရုတ်လက်ပြပုံ10လုံး။အဲ့ဒါတွေကိုဒါတိမ့်မရရှိတာဖြစ်ပါတယ်။ပုံလေးလေးရှိပါတယ်။နောက် Telegram မှာကျွန်တော်တို့တွားကြည့်လို့ရပါတယ်နော်။အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒါဒီအကြက်ဘက် KAI ပေါ့နော်။ KAI တက်မှာ ရင်ကိုအဲတက်မာကိုပေါ့နော်တက်မာကိုဒါရင်းချောက်ပေါ့နော်ဌာနချောက်ကတော့ဒါဖောက်ဖောက်ညင်ညင်ကြည်သွားပါပြီတဲ့နော်အဲ့တော့ဒီရက်ပိုင်းနေမှာပေါ့ကျွန်တော်ကြားနေရတာ KN ရဲ့တက်မာကြီးကိုတောက်ချောက်တက်မာရှိတဲ့ဒီတက်ရင်တက်ဖွဲ့တွေပေါ့နော်တက်ရင်ရင်းတွေကိုတောက်ချောက်တက်မာကနေပြီးတော့ဒါလေချောင်းတက်ခိုက်မှုတွေတောက်ချောက်လုတ်ပါတယ်အခုလဲကျွန်တော်တို့ဒါရင်းချောက်ကတော့လစ်သွားပါပြီဌာနချောက်တစ်ခုလုံးဒါကုံလို့ပြောလို့ရပြီနော်ရင်းချောက်ပါအရင်တည်းကပဲလူတွေဖြန့်ခွဲထားပြီးတော့မကြံတဲ့မကြံတော့တဲ့အချိန်ဒီမှာပေါ့နော်အခုဒါလေကြောင်းတိုက်ခိုက်မှုကထပ်ပြီးတော့လှုပ်လာတဲ့အချိန်မှာ เนาะ share ကိုပြင်းထားတာဖြစ်ပါတယ်အဲ့တော့ဖော်ဖော်ညံ့ညံ့ကြည်သွားပါပြီเนาะ KI တက်မှာဒါကိုယ့်ရဲ့ဒါရင်းချောက်ပေါ့เนาะတခုလုံးလက်သွားပါပြီအာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုပါပေါ့ဆောင်းမလေးတစ်ခုပေါ့เนาะဒါလေးကလည်းတကယ်ကိုဟိုပြောမှဆိုရင်မှန်ကန်တဲ့ဒါတင်းဆောင်းမလေးဖြစ်ပါတယ် ဲ့တော့ဗာလဲဆိုတော့ကျွန်တော်တို့ဒါဆောင်းမလေးတိုင်းပဲကျွန်တော်ဖတ်ပြပါမယ်အဲ့တော့ရခိုင်မှာဆိုရင်နယ်ရကန်စခန်းကုန်းတဲ့ဒီချမ်းမြောက်မှာဆိုရင်တော့ဒီတောင်ခမ်းပေါ့နော်အဲ့တော့တောင်မန်းမှာဆိုလို့ရှိရင်တော့ဝေါ်လီဗျူပါတဲ့အာကချင်မှာဆိုရင်ဗမောတဲ့အဲ့ဒီနေရာတွေကလည်းရန်သူနဲ့ဒါပေါ့နော်ရန်သူနဲ့ဒါရင်ဆိုင်နေရတဲ့နေရာမှာတဲ့ဒါအထွတ်ရှင်းဝါဖက်အတွက်တော့တက်မလို့ကဒါပြင်ဆင်ထားတဲ့ဒါပြူဟာစစ်မြေစစ်မြေပြင်နေဖြစ်ပါရဲ့ပေါ့နော်ဒါချင်းဝါဖက်ကိုတဲ့ရိုးလေးနားလည်အောင်ပြောရရင်တဲ့အရင်အမြင်များကုံအောင်တိုက်ရန်အတွက်ဒါရေးဆွဲထားတဲ့ပြူဟာတစ်မျိုးဆိုပြီးတော့တဲ့ နားလည်နိုင်ပါတယ်တဲ့နော်အဲရန်သူကိုတဲ့ဒါမိပြင်ဆင်ထားတယ်တော့နော် device strategy အခင်းချင်းတနည်းပြောရရင်တော့တဲ့အမက်ရွှေ view အတွက်ပေါ့နော်ဒါခင်းချင်းထားတယ်ဒါပြတ်မှတ်နေရများဘူးတဲ့တိုက်ခိုက်စီရင်ဖြစ်နေတဲ့ရန်သူကြီးတဲ့လက်နဲ့ခရမ်းလောင်စာပေါ့နော်နောက်လွန်ရားနဲ့ဒီအချိန်များဘူးတဲ့အကျိုးဒါပြောအကျိုးမရှိတာခြုံလုံးစီရင်ဒါရွေထားတာမျိုးဖြစ်ပါတယ်တဲ့အဲ့တော့တောင်ပိုင်းမှာတဲ့ KNU တိုက်စစ်ကိုတဲ့ဥချိုးပြီးရောတဲ့လက်ရှိတံပြန်တိုက်စစ်စင်ကားတဲ့ဒါမြဝတီကိုပြန်လဲထိန်းချုပ်နိုင်တဲ့အထိ အရှင်ရခဲ့တာတဲ့ဒါဝေါလီခန့်စစ်ကနေတာအစပြုခဲ့ပါတယ်တဲ့အလားတူတဲ့တရားတွေအတွက်ဒါစစ်ဦးကြိုးပြီးတော့ဒါစစ်ရေးကစားခွက်ကျင်းမြောင်းလာစီခဲ့ရှင်ရတာအဓိကဒါတရားခိုင်အောင်ပြပါဆိုရင်တောင်းခံပါပဲတဲ့နော်ကဲအတွက်ကတော့ဒါဗမောပေါ့တဲ့နော်နောက်ပြီးတော့အခုအေးအတွက်ကတော့ဒါဝေါလီလိုပဲဒီတောင်းခံလို့နေရဟာတဲ့နိုင်ရခံပဲဖြစ်ပြီးရောတဲ့ဒီ line ပေါ်မှာတော့ခဏခဏအသိခံနေရပါမယ်ပေါ့နော်ဒါတကယ်စစ်မြေပြင်မှာတော့ဒါတဖြည်းဖြည်းကျွေနေတဲ့ဒါအေးတွေပဲဖြစ်ပါလေတဲ့ ရေရှည်တိုက်ပွဲအတွက်ပေါ့နော်ဒါ view ကချမှတ်ရမှာလေတဲ့ဒါ attraction ဒါ warfare ဟာတဲ့အခန်းကဏ္ဍတရက်အဖြစ်ပါဝင်နေပြီးတော့တဲ့ရန်သူရဲ့ဒါအင်အားကိုပေါ့နော်ဒါတဖြည်းဖြည်းချိုးနှိမ်ရန်ဥတီထားတဲ့အတွက်တဲ့မိဘက်ကနေပြီးတော့ဒါပြင်ဆင်ရမှာကတော့တဲ့ရန်သူထက်ပေါ့နော်ဒါလူရင်းဟာလက်နက်ခဲမ်းများကိုတဲ့ logistic လမ်းကြောင်းဒါမပြတ်တောက်စီပဲနဲ့ပေါ့နော်အင်အားဖြစ်ပေးနိုင်ရန်လိုအပ်ပါတယ်တဲ့ဥပမာပြောရရင်တဲ့ logistic အတွက်ပေါ့နော်ဒါကုန်းလမ်းကြောင်းပြတ်တောက်နေတဲ့အခါမှာတဲ့ရေလမ်းကြောင်းနဲ့ဒါ လေကြောင်းလမ်းကနေပြီးတော့တဲ့ logistic ချိတ်ဆက်မိပြီးတော့တဲ့အင်အားဖြစ်နေတာမျိုးပါတဲ့တက်မလို့ ਆ data attrition data webpack အခင်းချင်းကနေပြီးတော့မှာတဲ့တံပြန်ဒါစစ်စင်ရဲ့အတွက်ပေါ့နော်ဒါဟန်ချက်ညီမှုကိုရရှိသွားခဲ့ပါပြီတဲ့၎င်းရလမ်းများကိုတဲ့ချမ်းမြောက်တခွင်နှင့်တောင်ပိုင်းဒေသတွေမှာဒါမြင်တွေ့နိုင်နေပါပြီပေါ့နော်အဲ့တော့ဒါလေးကတော့တကယ်ဟုတ်ပါတယ်ဒါအမှတ်ရွှေရွှေတဲ့ဒါအဓိကနေရာမျိုးပြင်းတယ် ဒါလည်းလည်းခရင်လူရင်းရည်ပဲတက်ကုစီကနေပန်ပိုးပြီးတော့ဒါလုတ်ပြိုးပဲလုပ်တယ်ဆိုတော့ဒီဒီဆောင်းမလေးဖြစ်ပါတယ်အဲ့တော့တကယ်ပဲဒီရခိုင်မှာဆိုကျွန်တော်တက်ကုတာဆိုရခိုင်ကိုပြင်းလို့မယ်ဒါနိုင်ငံစခန်းပေါ့နော်အဲ့တော့ချမ်းမြောက်မှာဆိုရင်ဒါတောင်ခိုင်ကနေစပြီးတော့အောင်မဲရခဲ့တယ်ဒီတောင်မဲမှာဆိုတာဝေါ်လေးပြူပါပေါ့နော်ကချင်မှာဆိုရင်ဒါပမွားနေပမောမြို့ပါနေပြီးတော့စပြီးတော့ဒါအောင်မဲရခဲ့တာဖြစ်ပါတယ်နော်ဒါတော့ဒီဆောင်းမလေးကအရန်ကိုဒါအကျိုးရှိတဲ့ဆောင်းမလေးဖြစ်ပါမယ်နော် နောက်ခုနောက်တစ်ခုကကျွန်တော်ဒါတီဘောမှာပေါ့နော်တီဘောမှာဆိုရင်ကျွန်တော်စာသင်ကျောင်းတွေဒါပြန်ဖွင့်နေတာပေါ့နော်ပြန်ဖွင့်နေပြီအဲဒါမှတ်ပုံတွေနဲ့ဒါလုတ်ပေးနေပြီပေါ့နော်မှတ်ပုံတွေပျောက်ချပြတ်ဆုံးနေလဲလုတ်ပေးနေပြီစာသင်ကျောင်းတွေလည်းပြန်ဖွင့်နေပြီကလေးတွေလည်းဒါကျောင်းတွေတက်နေပါပြီเนาะအဲ့တော့မျိုးလဲပြန်လဲပြီးစီကားစာပြုလာပါပြီเนาะအဲ့လိုအနေထားမျိုးဖြစ်ပါအဲ့တော့တက်မတော်ရဲ့အုပ်ချုပ်မှုအောက်မှာတက်မတော်ရဲ့ထိန်းကျောင်းမှုအောက်မှာဒီနိုင်ငံတော်ရဲ့အောက်မှာရှိတဲ့ဒီ မျိုးတွေရွာရင်ဆိုတော့ဒါအေရှန်ပြီးတော့ဒါကုနာလိုကလေးသူငယ်တွေဒါစာတင်ကျောင်းတွေနောက်ပြီးတော့ဒါကျမ်းမာရေးတွေကစာအကုန်လုံးဒါပြည့်ပြည့်စုံစုံနဲ့အဲနေနိုင်ရတဲ့အနေအထားဖြစ်ပါတော့အဲ့တော့ရန်သူဒီအကျမ်းဖက်တွေရဲ့အောက်မှာရှိတဲ့နေရာတွေကတော့ကလေးဆိုရင်တော့စာတက်မှာမဟုတ်ဘူးเนาะနောက်ပြီးတော့ကျမ်းမာရေးပညာရေးအကုန်လုံးပေါ့เนาะလူမှုရေးစသဖြင့်အကုန်လုံးချက်ချင်းကြာပြီးတော့ဖြစ်နေတာဖြစ်ပါတယ် ပြောရမယ်ဆိုရင်ဒါနီပိတ်အဖွဲဒါအခုခံစားနေရတဲ့ဒါသူတို့လုတ်ခဲ့တဲ့ဒါရလက်ပေါ့နော်သူတို့ထောက်ခံခဲ့တဲ့ရလက်တွေသူတို့နယ်တွေမှာသူတို့ပြန်ပြီးတော့သူတို့မိသားစုလိုက်ပြန်ပြီးတော့ပေးဆက်နေရဖြစ်ပါလာနော်အဲနောက်တစ်ခုတော့ကျွန်တော်တို့ဒါပြီးခဲ့ရက်ကပဲနော်ဒါစကိုင်းတိုင်းဒေသကြီးဒါကလေးမြို့နယ်ပေါ့နော်ဒါမှန်တော့ရွာမှာဒါနမေချင်းလေးစင်မှာဒါဒါအကျံဖက်တမဟာဒါ30ခန်းနဲ့တိတာထိတွေ့မှုဖြစ်ပွားခဲ့ပြီးတော့လေဒီအကျံဖက်တွေကထွက်ပြေးသွားခဲ့ပါလေတဲ့ တော့ဖြစ်စဉ်မှာတော့ဒါကိုယ့်ဘက်ကနေပြီးတော့မိမိဘက်ကနေပြီးတော့ဒါစစ်တီနှုတ်ဦးဒါဒဏ်ရာရရှိတယ်။နောက်ရန်သူထံကနေပြီးတော့ jump fair pdf 9လောက်ဒါ m1 တင်နဲ့တက်လက်ပေါ့နော်ဒါ ba 63တင်နဲ့တက်လက် ma 10တင်နဲ့တက်လက်နောက်လလုံးဒါတိုင်မိုင်း၄လုံးလလုံးချစ်တွဲမိုင်း၃လုံးဟိုကတင်စီရမိခဲ့ပါတယ်တဲ့နော်ဒါကတော့ကျွန်တော်တို့ဒါစကိုင်းကလေးမျိုးနဲ့စကိုင်းတိုင်းပေါ့နော်ကလေးမျိုးနဲ့လည်းမှဖြစ်တယ်ဟာ တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုပေါ့ချမ်းမြောက်ဒေတာပေါ့နော်ဒါကျွန်တော်တို့ဒီနမ်ဒူမြို့ပေါ့နော်ပြန်လည်သိမ့်ပိုက်နိုင်ရတဲ့ပေါ့နော်ဒီတက်မလို့ကနေပြီးတော့စစ်ကြောင်းနေရနေပြီးတော့ဆက်လက်ထိုးစစ်ဆင်းတဲ့နေရာမှာလည်းဒီဒီပြခဲ့ရက်ကပေါ့နော်အာတိုက်ပွဲမှာလည်းဒီတောင်ချန်းသူပေါ့နော်ပြင်ဟဲလေး9လောင်းနဲ့တင်းနဲ့လင်းလက်လို့ဒါတက်မလို့ကနေရရှိခဲ့ပါပေါ့နော်အဲ့တော့နမ်ဒူကိုတိုက်နေတဲ့အချိန်မှာကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်ပါတယ်နမ်ဒူမှာလည်းနော် ောက်တော့ဒီကောင်တွေရဲ့ဒီပလောင်တွေရဲ့ဒါအကြီးပိုင်းနေရာအချို့ပေါ့နော်တော်တော်များများထိခိုက်တယ်နောက်ပြီးတော့အဲဒီကောင်တွေရဲ့ပြောမယ်ဆိုရင်အင်အားတွေဒါဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတာပေါ့နော်လေချောင်းတိုက်ခိုက်မှုတွေဒါကွက်တီစကန်းဆိုစကန်းတီနေရာအကုန်လုံးပေါ့နော်အဆောက်ဆိုအဆောက်တီနေရာကွက်တီပဲချပါတယ်အဲ့တော့နမ်ဒူဒါတကူတက်တရနေပြီးတော့ပြန်နေတိမ့်ပိုင်နိုင်မှုတွေဒါထိုးစစ်စင်တဲ့အနေအထားဖြစ်ပါတယ်ဗျာဒါအာတိတ်မကြခင်နမ်ဒူမျိုးကဒီတက်မလို့ရဲ့ဒီလောက်ကိုပြန်လဲရရှိတော့မှာဖြစ်ပါတယ်နော် တော့နောက်သတင်းတွေကတော့ဒါအများကြီးတော့ရှိတာပေါ့နော်ဒါဒီကောင်းရင်ဘက်ကအခုဆိုရင်ဒါဟိုဒီနေ့23ရက်နေ့တည်းတင်ထားတာဆိုရင်ကျွန်တော်တို့ဒီဘုံရွာပေါ့နော်ဒါအနောက်မြောက်တိုင်းစစ်တပ်နောက်ကျုပ်ဒီနမကဘက်ကနေပြီးတော့ဒါတက်လာတယ်တဲ့စက်တက်၄စီ၃စီတည်တဲ့အရာတော်နဲ့ဒါမြင်းမှုနဲ့ဇက်ပေါ့နော်မလဲတော့ရအောင်တဲ့ဒီမနေ့ဒီမနေ့ကနေပြီးတော့ဘုံကျဲချခဲ့ရေးတဲ့ဒါဒါ PDF ပေါ့နော် PDF ငါဦးပွဲရှင်ပြီးတည်ဆုံးတယ်လို့ဒါဒေတာကဒါဒေတာကကွေးတတရားကပြောပါရယ်နော် ဲ့တော့တက်ကနေပြီးတော့ဒါနမခါပေါ့နော်မွန်ရဘက်ကနေတက်လာတဲ့ဒီဆက်တိုက်လေဒီဒီပါရာမိုတာနဲ့ဒီအဲပါရာမိုတာပေါ့နော်နောက်ဂျိုင်ကော့တာတွေရှိပါအဲအကောင်လေးနဲ့ကျွန်တော်တို့ဘုံချက်ချတဲ့အချိန်မှာခုနကပြီးခဲ့တဲ့စကန်ကိုကွက်တီထိပါတယ်အဲဒီစကန်နေဒီဘယ်မှာရှိလဲဆိုရင်ကျွန်တော်တို့ဒီဒီအရာတော်နဲ့ဒီမြင်းမှုနဲ့ဆက်ဒီမလဲသာရောအနီးနားမှာရှိရပါတော့အဲ့တော့ဒီကောင်လေးဒါ၅ဦးတည်တယ်ဆိုတော့ဒီကောင်လေးဘက်ကတည်င်းပဲရှိပါသေးတယ်တကယ်ကတော့ပြောမယ်ဆိုရင်၁၈ဦးဝင်းကျင်လောက်တော့ရှိလိမ့်မယ်တည်အဲ့တော့ဒဏ်ရရတဲ့အကောင်လေးလည်းအများကြီးရှိပါတယ်နော် အဲ့တော့ပြီးခဲ့ဒီရက်ပိုင်းတွေရတယ်ပေါ့နော်ဒါပါရာမိုတာဒီဂျိုင်ယိုကော်ပတာတွေကနေအများအမ်းဒါဒါပုံကျဲချရရှိတယ်နောက်ပြီးတော့ကျွန်တော်တို့အဲဂျက်ဖိုင်တာတွေနည်းနည်းတိုက်ခိုက်နေတာရှိတယ်တောက်လျှောက်ပေါ့နော်အဲ့ဒီဘက်မှာဒီပြည်ရဲစခန်းတွေအကုန်လုံးဒါတော်တော်များများဟိုဒီတက်ကနေပြီးတော့ဒါလေကြောင်းကနေတိုက်ခိုက်နေတာအဲ့တော့တော်တော်များများလည်းအကုန်လက်သွားပါပြီနော်လက်သွားပြီတော်တော်များများလည်းအဲဒီကောင်ကြီးဘက်ကုန်ပေါ့နော် အဲ့တော့ဒံရရရောပုံပြလက်တက်ရောအများကြီးပေါ့နော်ဒါအခြေအနေအများကြီးရှိပါဒါသူတို့ဘက်ကတင်ရတော့မှဒါ၅ဦးပဲရှိရဆိုတဲ့သဘောတင်ထားတာ ဖြစ်ပါတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီအလင်းဝင်ရောက်လာကြပြီပေါ့နော်ကျွန်တော်တို့ဒါမုံရမာဆိုရင်ဒီဒီဖြစ်စဉ်တွေဒါဖြစ်ပြဲနောက်ပါတော့နော်ဒီမုံရမာဒါဆိုရင်ပြီးခဲ့တဲ့ရက်ကဆိုရင်ဒါ22ဦးအလင်းဝင်တယ်အဲ့တော့ရန်ကုန်မှာဆိုလို့ရှိရင်လည်းဒါကျား72ဦးပေါ့နော်မ3ပေါင်း55ဦးဒါရန်ကုန်တိုင်းထဲမှာဆိုရင်လည်းဒါအလင်းဝင်ရောက်လာပါတယ် ဒါပြောမယ်ဆိုရင်ဗျာဒီဒီပြောမယ်ဆိုရေချမ်းမရှိရီမန်းချမ်းမရှိပေါ့နော်ဒါပြည်ဖြတ်တဲ့လုပ်ငန်းစဉ်တွေကိုတချို့ PDF ပညာတတ်လူငယ်လေးကဒါသဘောပေါက်လာကြရင်ဖြစ်ပါတယ်သဘောပေါက်လာတဲ့အတွက်သူတို့ဒီတစားခံသူတို့ဒီဂျားညက်ဆိုတဲ့ဒါအခြေအနေမျိုးပေါ့နော်အဲ့တော့သူတို့ဒီတစားခံသူတို့ဒီဂျားညက်ဆိုတဲ့အခြေအနေမျိုးမှာပေါ့နော်ဒီအခြေအနေကြီးတွေသူတို့ယုံထွက်ထင်ကြတယ်အဲ့တော့တချို့ကြတော့ယုံထွက်လို့မရဘူးဆေးရွားနဲ့ပညာရှိတယ်လက်နက်နဲ့ချင်းချောက်ပြီးတော့အာဒါ ဟိုပြောမယ်ဆိုရင်လည်းလည်းချင်းချောင်းပြီးတော့ထွက်မရတဲ့အနေထားမျိုးဖြစ်ချီတာပေါ့နော်ဒါမိသားစုကိုချင်းချောင်းထားရင်တို့အနေထားမျိုးနဲ့ကြုံရ။အော်ဒီကြားထဲကနေပြီးတော့ခက်ရခက်စစ်နဲ့ဒါအခုဒါ PDF ညီငယ်တွေဒါစုပေါင်းပြီးတော့ပေါ့နော်လက်နဲ့တင်နေတာအလင်းဝင်အောင်လာရပါတယ်။အဲ့တော့နိုင်ငံတိနိုင်ငံကိုပြန်လဲတိဆောက်နိုင်မှုအတွက်ပေါ့နော်ဒါအခုလိုမျိုးပြန်လဲဝင်ရောက်လာတဲ့ဒါ PDF ညီငယ်ဒီမှာငယ်လေးအကုန်လုံးကိုဒါနိုင်ငံတော်တက်မတော်နေပြီးတော့ပြန်လဲကြိုဆိုထားတဲ့အနေအထားဖြစ်ပါတယ်ပုံလေးအများကြီးရှိပါတယ်တယ်လီဂရမ်မှာကြည့်လို့ရတယ်နော်ရန်ကုန်တိုင်းထဲမှာ15ဦးနောက်မွန်ရွာ မှာဆိုလို့ရှိရင်ကျွန်တော်20ဝီရှိပါတယ်မုံရဆိုရင်ခုနကကျွန်တော်ခဏခဏပါမတာအဲ့တော့ပါမတာကျွန်တော်တို့ဒီဟိုပေါ့ဟိုဒီဂျိုင်ကော့တာတွေပေါ့နော်ဒီကောင်တွေတက်ပြီးတော့ခဏခဏဘုံကျင်တယ်ဒီကောင်တွေစကန်ရှိတဲ့နေရာအဲ့တော့ဘုံကျဲတိုင်းမှာဒီတကောင်းသားများအဖွဲ့အားပေါ့နော်ကျွန်တော်တို့ရသရွာကြီးဘုံကျဲတယ်ပေါ့နော်အဲလူတွေထိခိုက်တဲ့တိုင်းရစသည်ရင်မဟုတ်ကားတင်တာပေါ့နော်အဲ့တကယ်ကမဟုတ်ပါဘူးရန်သူစကန်ကွက်တီကိုကြာတာဖြစ်ပါတယ်အကုန်လုံးကွက်တီတယ်အဲ့တော့ဒီတေကြည်ကြရဲ့မြင်ကွင်းတွေဒီ PDF ဒီအကုန်လုံးမှာဒီမြင်ကွင်းတွေကိုမြင်နေရတဲ့အချိန်မှာကြောက်မှန်းတဲ့တစ်ဖက်ကမဖြစ်မနေအရင်နှိမ့်တော့မှန်းဆိုသူတို့တည်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ကြာပြည်သူတွေဒီသူတို့ PDF တွေရဲ့လောက်ရတဲ့ကြောင့်ပေါ့နော်ထိခိုက်နေနိုင်ရဲ့ဆိုတော့အခြေအနေကိုသူတို့သဘောပေါက်ကြသူတို့ကိုယ်တိုင်မျက်မြင်မြင်နေရတာဗျာအဲ့တော့ဒီအကြီးတန်းတဲ့ဒီဖြစ်ရကြီးကိုဒီမဟုတ်မှန်လုတ်ကြံလာတဲ့လုတ်ကြံဆက်ခင်းပြီးတော့ဒါဖြစ်နေတဲ့အဖြစ်အပျက်ကြီးတွေကိုသူတို့ပြောမယ်ဆိုရင်လက်မခံတော့လက်မခံတော့သူတို့ကောင်းလဲမှစဉ်းစားလာပြီအဲ့တော့မထူတော့ဘူး ဒီကောင်တွေနဲ့ဆက်နေရင်တော့ငါတို့မိသားစုတွေကဆုံးကြုံမယ်နိုင်ငံနဲ့နေလာမယ်အဲ့တော့ဒီနိုင်ငံတော်နဲ့တက်မလို့ရှိရဘက်ကငါတို့ပြန်ပြီးတော့ပူးပေါင်းမယ်ဆိုပြီးတော့ဒါအလင်းဝင်ရောက်လာတာဖြစ်ပါတယ်အဲ့တော့ဝမ်မလနာကြိုးဆိုပါတယ်ထပ်ပြီးတော့လည်းအချိန်မီအလင်းဝင်ဝင်လာပေးကြပါလို့ဒါတိုက်တွန်းရှင်းတယ်နော်တော့အချိန်မီအချိန်မီလေးပေါ့နော်ဒါစားကံမလုံးနဲ့ဂျာဂျာမညက်စင်းနဲ့တိုင်းသားလက်နက်ကင်ဆိုတဲ့ဟာဒီကောင်တွေဒီပြောမယ်ဆိုရင်ကိုကြိုးပဲကြည့်တဲ့ကောင်တွေဖြစ်ပါတယ်အဲ့တော့ဒီဂျားထဲမှာကိုကအတေခံပြီးဂျာညက်ပြီးတော့ဖြစ်မခံပါနဲ့နော် အဲ့တော့ကျွန်တော်တို့ဒါပြည်သက်ရေးကျွန်တော်တို့ဒီနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲဗျာနော်အဲ့တော့နောက်နေ့နေမှာလည်းဒါသတင်းသတင်းမှန်သတင်းကောင်းသတင်းအတိအကျလေးတွေကိုဒါကျွန်တော်အမြဲတင်ပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဒီ Twitter မြန်မာပေါ့နော် YouTube Channel လေးကိုဒါ Subscribe လုပ်ထားပေးပါလို့ဒါပြောချင်ပါတယ်ဗျာအဲ့တော့အားလုံးဒါနောက်နေ့နေမှာပြန်ပြီးတော့တွေ့ကြမှာဗျာအားလုံးကိုကျေးဇူးတင်ပါတယ်